သားစုကတာမိတုံကပဲရှိရပါတော့တာမိတုံကပေါမတပွားလို့ပြောမှာပါတော့အဖေစွာကတော့ရှိရဒါပေမဲ့ငယ်ကလေးကမောင်လေးတို့နဲ့မိဘအနေနဲ့꿰သွားတယ်အမေဆိုရင်အသက်20ကလေးက꿰သွားပါတော့နောက်အိမ်တော်ပြုကျင်လဲပြုလို့ရဒါပေမဲ့အမေဆိုရင်နောက်အိမ်တော်မပြုဘူးမောင်လေးတို့မောင်နှမနှစ်ယောက်ပေါ်မှာပဲသူကျမကြီးတစ်ဖွဲ့သူစောင့်ရှောက်ပေးတယ်ဒုက္ခရောက်ခဲ့ရတော့အများကြီးပဲပေါ့နော်ဘယ်လို့ဆိုတော့ဟိုဘယ်လိုပြောမလဲငငယ်ကတော့ငငယ်တော့ဆိုရင်အရင်ဆင်းရဲခဲ့မောင်လေးဘယ်လိုပြောမလဲတစ်ခါအကြောင်းထွက်ရမယ်လို့တောင်းမှာဖြစ်ခဲ့ပေါ့နော်အရင်ဆင်းရဲလုံးလို့အမေဆိုမထားနိုင်ဒါပေမဲ့ ဘယ်လိုမှအမေရဲ့ဘယ်လိုပြောဆွေမျိုးတွေကဘောင်လေးကိုထားပေးခဲ့လို့ဒါမောင်လေးကအကြောင်းဆက်တက်ခွင့်ရင်ရခဲ့ရပါဘူးနော်အဲအမှန်တမ်းပြောလို့ချင်းတော့ငွေတော့ကတော့ရန်စိတ်ငွေတော့ကတော့ရန်စိတ်နာဒါပေမဲ့ကြီးလာတော့ကြလဲဘမီးပါဆိုတော့ပြင်မာလို့မရဘူးလေဒါကြောင့်မလို့အခုကတော့တိတ်ပြောဖြစ်ပုံမှာတော့အဲ့လိုမျိုးတော့မရှိတော့ပါဘူးဟုတ်အဆက်တွေကတော့တိတ်တော့မရှိပါဘူးဟုတ်ညီမလေးတို့နဲ့ကတော့တခါတည်းနဲ့ဖုန်ပြောင်းမောင်လေးကတော့တိတ်ကဖုန်မပြောပါဘူးအမ်မိသားစုကကြတော့မောင်လေးတို့ကအမှန်တမ်းပြောလို့ချင်းမိသားစုက တာမိတောင်ကပဲရှိရပါတော့တာမိတောင်ကပေါင်မတပွားလို့ပြောမှာပါတော့အဖေစွာကတော့ရှိရဒါပေမဲ့ငယ်ကလေးကမောင်လေးနဲ့မိဘနဲ့ကွဲသွားတယ်မောင်လေးရဲ့အမေကပဲငငယ်လေးကလေးကဘယ်လိုပြောနောက်အိမ်တော်လည်းမပြူဘူးမောင်လေးတို့တနေ့သားနှစ်နေ့သားလောက်ကလေးအဖေနဲ့ကွဲသွားပါတော့အဲ့ထိမှကလေးအမေကနောက်အိမ်တော်လည်းမပြူဘူးသူ့ရဲ့သူအများကြီးအမေဆွန်အများကြီးမောင်လေးတို့ဘုံမှာဘယ်လိုပြောငငယ်ကလေးလှုပ်ကြည့်ကြရမချက်မကြောက်အမေဆွန်ရဲ့အသက်20ကလေးကကွဲသွားပါတော့နောက်အိမ်တော်ပြူကျင်လဲပြူလို့ရဒါပေမဲ့အမေဆွန်နောက်အိမ်တော်မပြူဘူးမောင်လေးတို့ မောင်နှမနှစ်ယောက်ပေါ်မှာပဲသူကျမအိတဲ့ဖွဲသူစောင့်ရှောက်ပြီးတယ်အခုဒီစောင့်ရှောက်ပြီးတော့အမေဆန်ခုဆိုဘယ်သွားတာသူလိုက်ပြီးရပေါ့နော်အဲ့ဒါကြောင့်မလို့အမေကိုလည်းကျေးဇူးအများကြီးတင်ရပါတယ်အမေကတော့ဘယ်လိုလဲငငယ်ကလေးကစင်ရဲ့ပြင်မှန်မှုတွေခံခဲ့ရပါတော့ဟိုဘီယာဆိုင်တွေအစပွဲတို့တွေတော်တော်များများလုပ်ခဲ့ရတယ်မောင်လေးဘယ်လိုပြောမလဲရှစ်တန်းကိုးတန်းလောက်ကြမှာတော်တော်လေးဟိုဘယ်လိုပြောလဲအဟိုအမေရဟိုမိဘတွေကြာအမွေရလိုက်တဲ့ကြောင့်မလို့လားတော်တော်လေးအဆင်ပြေလာခဲ့ပါတော့ငငယ်ငငယ်ကလေးကမောင်လေးတို့အဆင်ပြေတယ်ထင်ပါတော့မပါပါဘူးဟုတ်ဟုတ်နောက်ဒီတာဒုက္ခရောက်ခဲ့ရဒုက္ခရောက်ခဲ့ရတော့ မိသားစုကလည်းတိတ်တောင်ကြောင်းဒါပေမဲ့ဒုက္ခရောက်ခဲ့ရတော့အများကြီးပဲပေါ့နော်ဘယ်လိုဆိုတော့ဟိုဘယ်လိုပြောမလဲငငယ်ကတော့ငငယ်တော့ဆိုလည်းအရင်ဆင်းရဲခဲ့မောင်လေးဘယ်လိုပြောမလဲတခါအကြောင်းထွက်ရမယ့်လို့တောင်မှဖြစ်ခဲ့ပေါ့နော်အရင်ဆင်းရဲလုံးလို့အမေဆိုမထားနိုင်ဒါပေမဲ့ဘယ်လိုပြောမလဲအမေရဲ့ဘယ်လိုပြောဆွေမျိုးတွေကမောင်လေးကိုထားပေးခဲ့လို့ဒါမောင်လေးကအကြောင်းဆက်တက်ခွင့်ရင်ရခဲ့ရပေါ့နော်ဟုတ်ဟုတ်ဟုတ်အဖေရောစိတ်နာတယ်အဲအမှန်တိုင်းပြောလို့ရှိရင်တော့ငငယ်တော့တော့ရန်စိတ်ငငယ်တော့တော့ရန်စိတ်နာဒါပေမဲ့ကြီးလာတော့ကြလဲဟိုမိဘဆိုတော့ပြင်ပါလို့မရဘူးလေဒါကြောင့်မလို့ အခုကတော့တိတ်ကြော်ဖြစ်ပေါ်မှာတော့အဲ့လိုမျိုးတော့မရှိတော့ပါဘူးဟုတ်အဆက်တွေကတော့တိတ်တော့မရှိပါဘူးဟုတ်ညီမလေးတို့နဲ့ကတော့တစ်ခါလေးနဲ့ဖုန်ပြောင်းပါလို့ကတော့တိတ်ကဖုန်မပြောပါဘူးဟုတ်ဒီနေ့ပတ်သက်ပြီးတော့ခံစားချက်တွေရှိရပါအဲ့တော့ငယ်ကလေးကပေါ့ငယ်တုန်းကတော့ခံစားချက်တွေတော့အများကြီးရှိခဲ့တယ်ဘယ်လိုပြောလဲဆိုတော့ကိုယ့်ရဲ့ဟိုဘယ်လိုပြောမလဲအမေရဲ့ညီမတွေဟိုဘယ်လိုပြောအခုဆိုသူကမိစုံဖားဆုံးရှိရပါတော့အဖေလို့ခေါ်တယ်ကိုယ့်တုန်းကကိုယ်မှဆိုရင်အဖေလို့ခေါ်ပေးမရှိဘူးဒါမဲ့လည်းအဲ့ဒါငယ်တုန်းကတော့မောင်လေးကငယ်တုန်းကတော့တကယ်ဝမ်းနေကြဒါမဲ့အခုချိန်မှာကျတော့အဲ့လိုမျိုး ဝမ်းနည်းမှုတာတွေမရှိတော့ပါဘူးလို့ဆိုတော့ကိုကအမေအမေအမေဆိုလဲဟုတ်တယ်အဖေဆိုလဲဟုတ်တယ်အဲကြောင့်မလို့အဖေမရှိလဲကိုတို့ကတော့မမတော်မဖြစ်တော့ပါဘူးဒါပေမဲ့ဖြစ်တော့မပြင်းမပါဘူးဘာလို့လဲဒါပေမဲ့ခုနောက်ပိုင်းတော့မလွယ်မလွယ်ဘာလို့လဲငငယ်တုန်းကသာမောင်လေးကလွယ်နေခုနောက်ပြောရတယ်ပေါ့နော်ကိုရဲ့ဟိုဗနမအန်တီတွေကသူ့ရဲ့သားသမီးကအဖေမိခေါ်လို့ရှင်လဲကိုမှအမေတော့ခေါ်ခွင့်ရှိတယ်ဒါပေမဲ့အဖေလို့ခေါ်ခွင့်မရှိဘူးအဲ့လိုမျိုးချိန်လို့ဆိုတော့အရန်ဝမ်းနေကြဒါပေမဲ့မောင်လေးလူလူမန်းတိတဲ့ဆအရွယ်ကလေးကတော့တိတ်ပြောအဲ့လိုမျိုးဖြစ်မရှိလဲဘာမှတော့မဖြစ်တော့ပါအမေကလည်းအကုန်လုံးပြုတ်ပြုတ်ထောင်ပြုတ်ထောင်ပေးကြဆိုတော့ဟိုဘယ်ပြောမလဲဟိုစင်သားကတော့ရပြီငငယ်ကလေးက င်သားရတော့ကုတိလည်းကျင်သားရနေပါရဲ့ပေါ့။ဒီမရှိရနဲ့ပတ်သက်ပြီးတော့ဒါပတ်ဝန်းကျင်ရဲ့ဒါဒီမျိုးဟာဒီမျိုးလားသူခံရတာ။မရှိရမောင်လေးငငယ်တော်ရှိတယ်အဲ့လိုမျိုးပေါ့နော်။ကျောင်းဆရာကြီးကြောက်ရပေါ့နော်။ဟုတ်ပါနေပြအကြောင်းနောက်ကြလို့မလို့လေအဲ့လိုမျိုးပေါ့သူတို့ကဒါကြောင့်မလို့အဖေမရှိလို့ဒါမျိုးဖြစ်နေရဆိုပြီးအဲ့ပြောတဲ့စကားလေးတစ်ခုကတော့မလေးကုတိနားထဲမှာဆွဆွမြင်းမြဲ ဟိုမမှီရဘူးမမောင်လေး6တန်းလောက်တော့အเจ้าတော်တော်နောက်ကြအဲ့ဒီဟိုအစည်းဝေးလုပ်တဲ့အချိန်မှာမောင်လေးနောက်ကြအဲ့ချိန်မှာအเจ้าကြီးတရားဟိုပြောလိုက်တဲ့စကားတမျိုးဆိုရင်မောင်လေးခုတိတောင်မှနားထဲမှာအဲ့လိုမျိုးပြောတာတွေခုတိကြားနေရတယ်မယ်ပေါ့နော်အဲ့လိုဆိုပဝန်းကျင်ကတော့အဲ့လိုမျိုးမိဘမရှိလို့ချင်းရင်ကဲရကြမယ်ဝေဖန်ကြမယ်ရှုံချမယ်ဒါကတော့ပဝန်းကျင်ရဲ့သဘောတဝါသဘောတဘာဝပဲလေဒါပေမဲ့မောင်လေးကငငယ်ကလေးကဘယ်လိုမျိုးစိတ်ကြမ်းခိုင်နေတာလို့လည်းပြောမယ်ပေါ့နော်ဒါပေမဲ့ဟိုဘယ်လိုမျိုးမလဲမိဘနဲ့ပတ်သက်နေတာမောင်လေးကဝမ်းနေပါတော့ဒါပေမဲ့ပဝန်းကျင်နဲ့ပတ်သက်လို့ချင်းတော့မောင်လေးကအဲ့လိုမျိုးဘယ်လိုမျိုးစိုက်ကူတော့မရှိပါဘူးဟုတ်ဟုတ် ာညီမလေးကကျွန်တော်ထက်စိတ်အားထက်တယ်နေလို့ပြောမယ်ပေါ့နော်အရင်စိတ်ထက်မာတယ်တခုဆိုရင် तू ကဘာမှမဖြစ်ဘူး तू อ่ะအဲ့လိုမျိုးတခုဆိုလို့ရင် तू ကရဲရဲတတလုံနိုင်တယ်ပေါ့နော်အရင်မောင်မောင်လေးကဟိုဘယ်လိုပြောမလဲကျွန်တော်ထက်ပေါ့ညီမလေးကပို့ပြီးတော့စကောင်းဖြစ်တယ်လို့ပြောအောင်ပါပေါ့နော်ဟုတ်ကဲ့ဒါအင်တာဗျူးလေးသူ့အင်တာဗျူးလေးကိုရဲ့သူသားတို့ရဲ့တော့အဲ့လိုဖေးရဲ့အချင်းကြီးပဲထင်လာတယ်ငယ်ချိပြမယ်လို့ထင်ပါတယ်ဘာလို့လဲဆိုတော့ဖေးဖေးရဲ့ အမျိုးတွေကတော့ကြီးပြည့်တယ်မောင်လေးကိုလာပြောတယ်အဲ့လိုတော်တော်လေးအောင်မြင်နေပြီသူတို့အားပေးနေမယ်ဆက်ပြီးစူးစမ်းပါပါညာတော့ပြောပြဒါပေမဲ့ဖေဖေလည်းကြီးပြည့်မှာပါသူလည်း line သုံးနေရဆိုတော့လေဒါပေမဲ့ဖေဖေနဲ့မောင်လေးနဲ့ကတော့ဆက်တော်တော့မရတော့ဒါပေမဲ့ညီမလေးတို့စီကတော့တနည်းလို့တနည်းနေလို့ရှင်တစ်ခါတော့ကတော့သူကတော့ဖုန်းတော့ပြပြမောင်လေးနဲ့ကတော့မပြောဘူးဟုတ်ဖေဖေကတော့ခုံကြီးပဲအဲခုံကြီးမှာပါဒါပေမဲ့ဖေဖေကတော့ အဲဘယ်လိုပြောမလဲသူကလည်းသူဒါလည်းမောင်လေးတို့ကအကြောင်းတရားမမီနဲ့အကြောင်းတရားမတိုက်ဆိုင်လို့ဒါကွဲခဲ့ရလို့လည်းထင်ပါဒါမဲ့လည်းဟိုဖေဖေရဲ့စိတ်ထဲမှာဘာတွေဖြစ်နေလဲဆိုတော့မောင်လေးတို့လည်းမသိဘူးပေါ့နော်အဲအကြောင်းကြောင့်မလို့လည်းအများကြီးတော့ဖေဖေကြောင့်တော့အများကြီးတော့သိပြောမပြောချင်ပါဘူးလေဟုတ်ကဲ့။ညနေပြောဖေဖေပြောချင်တဲ့စကားလို့ရှိရူးမရှိပါဘူး။မရှိဘူး။ချစ်ချင်းလည်းမရှိဘူး။အဲအဲ့လိုမျိုးပေါ့နော် MNI တို့လည်းညမောင်လေးအဲမောင်လေးအဲ့ငငယ်ကလေးအဖေနဲ့ကွဲခဲ့လို့ဒါမင်းမောင်လေးက အခုအဲ့လိုမျိုးကခုဒီအင်တာဗျူးမှတာမောင်လေးအဖေလို့ဒါပြောတယ်မောင်လေးအဲ့လိုမျိုးတိတ်ပြောရတဲ့ဟာကြီးကလေဟိုတိတ်ပြောအဲ့လိုမျိုးစိတ်ထဲမှာတိတ်မရှိဘူးအဖေနဲ့တူလို့ရှိရင်လည်းအဲ့လိုမျိုးအဖေလို့တိတ်ပြောလေးမထွက်ချင်ဘူးလို့ဆိုစိတ်မိတော့ကိုနဲ့ငယ်ကတည်းကကွဲကွာခဲ့ရတဲ့အကြောင်းမလို့လေအဖေအဖေဆိုပြီးခေါ်မယ့်ပတ်သက်ကြလေနည်းနည်းတော်တော်လေးစိတ်မိရပတ်သက်တယ်မောင်လေးအဲ့ကြောင်းမလို့ဟိုဘယ်လိုမျိုးတူလို့ရှိရင်တော့ဘယ်လိုမျိုးမလဲခေါ်မိလားမခေါ်မိလားတော့မသိသေးဘူးပေါ့နော်ဒါပေမဲ့အဖေကတော့ဖြေပါပဲဟုတ်ဟုတ်မမီးရမမီးရမမီးရတာဟုတ်ပါဘူးဟုတ်ပါဘူးနေတော့ဖြစ်ဖြစ်နေပါဘူးမမီးရ ညာပြင်းနေပတ်တယ်လို့ငယ်တော့အဲမရှိဘူးမောင်လေးတို့တနေ့သားကလေးကကွဲခဲ့ရဆိုမောင်လေးတို့ကအဲ့လိုမျိုးမတည်ဘူးပေါ့နော်ဗာမဲ့မောင်လေးတို့6တန်း9တန်းလောက်ကြတော့ဖြည်းဖြည်းနဲ့ခါတစ်ခါနှစ်ခါလောက်တော့ဆုံးခဲ့တော့အဲ့ဒီတုန်းကတော့နည်းနည်းလေးတော့ဟိုမျိုးမှတ်မိရပါတော့ဒါပေမဲ့အခုနောက်ပိုင်းတော့မဆုံးဖြစ်တာတော်တော်လေးတော့ကြာခဲ့တယ်ဗျာလေးဟုတ်ပါဘူး